မင်္ဂလာပါ Bobby's American Home Prenatal and Pregnancy Series မှာကြိုဆိုပါရစေ။ဒီဘက်က33 weeks pregnancy မှာ highlight လေးတွေအကြောင်းပြပြမယ်။နောက်တစ်ပတ်နေလို့ရှိရင်34 weeks ပေါ့နော်34 weeks ဆိုလို့ရှိရင်ကျမတို့ကဆရာမနဲ့ထပ်တွေ့ရတယ်ကျမတို့ဒီမှာတစ်လတစ်ခါတွေ့ရတာဟုတ်။တစ်လတစ်ခါနေပြီးတော့မှကျမတို့က28 week ကျော်သွားတဲ့အချိန်ကျလို့ရှိရင်ကျမတို့ကနှစ်ပတ်တစ်ခါသွားတွေ့ရတယ်။နှစ်ပတ်တစ်ခါသွားတွေ့ပြီးွားတော့ကျမတို့36 week အထိရောက်တဲ့အချိန်မှာကျမတို့ ဘက်ကိုတစ်ခါသွားပြီးတော့တွေ့ရတယ်ဆရာဝန်လေးပေါ့နော်ဆိုတော့ကျမတို့ကဒီမှာအခုဆိုလို့ရှိရင်ဒီ34 week မှာတွေ့ပြီးွားလို့ရှိရင်နောက်ထပ်တစ်ခါနောက်တစ်ပတ်ခြားမှာဆရာဝန်နဲ့တွေ့ပြီးပြီဆိုလို့ရှိရင်တော့ကျမတို့အပတ်စဉ်ပေါ့နော်ဆရာဝန်နဲ့တွေ့ရမယ့်အချိန်ကိုရောက်လာပြီပေါ့နော်ဆိုတော့ဒီ highlight ကလေးကတော့ကျမတို့ပို့ပြီးွားတော့ဟိုခုနပြောလိုမျိုးခဏခဏဆရာဝန်နဲ့တွေ့ရတော့မယ့်အချိန်ရောက်လာတယ်ဘယ်ဆိုဆရာဝန်နဲ့ပို့ပြီးတော့တိုင်းချင်တယ် bike ကိုတိုင်းချင်တယ်ကလေးရဲ့နှလုံးခုန်နှံကိုတိုင်းချင်တယ်အဓိကကတော့နော်အဲ့ဒါကိုသူတို့ပို့ပြီးတော့သိချင်တယ်တမဲ36ပတ်ကျော်သွားရင်တော့ဒီမှာနိုင်ငံမှာတော့ဘယ်လို practice လုပ်လဲမသိဒီမှာနိုင်ငံမှာတော့ ော့တအိမ်ကို check လုပ်တယ်တအိမ်ကို check လုပ်ပြီးသွားတော့ကျမတို့တအိမ်ကောင်းပေါ့တအိမ်ကောင်းကပြုတ်နေလားတအိမ်ကောင်းကပွင့်နေသလားဒါကိုကျွန်တော်သူတို့စမ်းသက်တယ်အခုနောက်ပိုင်းတော့သူတို့စမ်းသက်တာကိုလက်မခံလို့လည်းရတယ်ပေါ့လေနော်ကျမတို့တအိမ်ကို 36ပဲကျော်သွားတယ်။ဒါပေမဲ့ဆိုအခု loss ကျွန်မပြောမှာ33 week ဆိုတော့ဆိုတော့အခုကဘာဖြစ်နေလဲဆိုလို့ရှိရင်ကလေးကကလေးရဲ့အရင်ပြားလေးတွေကတော့ဟိုဟိုတွတ်နှုတ်ကြီးတွေမဟုတ်နေတော့အရင်တော့အလိုမျိုးလေးဟိုရှွန့်တွားနေတယ်။ဟိုမြောက်ကလေးလိုမဟုတ်တော့ပဲအဖြစ်ဖြစ်နေကလေးလေးကဖွံ့ဖွံ့ထွားထွားလေးဖြစ်လာနေပြီ။ကလေးရဲ့အရင်ပြားလေးနဲ့ထူလာနေပြီ။အရင်တော့အလိုဆိုလို့ရှိရင် transparent ဖြစ်နေတဲ့အဲဒီနေရတဲ့ပုံစံမျိုးလေးပေါ့နော်။ဆိုတော့အခုကျတော့ဖြစ်ဖြစ်နေကလေးလေးကဟိုလူလေးနဲ့တူလာတယ်။အရင်ပြားလေးတွေထူလာတယ်။ပြီးတဲ့အခါမှာအွေးလေးတွေကလည်းလူလိုမျိုးလေးပို ပြီးတော့မြင်မြင်ရတယ်ပေါ့နော်နောက်ခုကကလေးကဒီချိန်မှာရမ်းပဲလှောက်ရှားလာကိုတွေးရလိမ့်မယ်နောက်ခုကအတိတ်ကဘလို့သိနိုင်မလဲဆိုလို့ရှိရင်ကလေးကခေါင်းဆိုင်နေလားမဆိုင်နေလားပေါ့နော်အဲ့တခုလည်းသိနိုင်တယ်ဘလို့သိနိုင်လဲဆိုရင်ရေဘူးရအဖြစ်ကလေးရလှောက်ရှားမှုကိုဘိုက်ပေါ်မှာပို့ပြီးလှောက်ဆားရတယ်ကလေးလှောက်တာကိုမြင်ရတယ်ပေါ့နော်ကလေးကအဲ့လိုလှောက်တာတွေကပို့ပြီးတော့ဒီဝမ်ပိုက်အပေါ်ပိုင်းမှာကိုခန်းစားရတယ်ဘာလို့ဆိုတော့သူတို့ခြေထောက်နဲ့ကန်တာလေးညာသွားပြီခြေထောက်တို့ဒူးတို့ကကန်တဲ့အခါမျိုးမှာအဲကျမတို့ကလေးလှောက်ရှားမှုကိုဒီဝမ်ပိုက်ပေါ်ပိုင်းမှာခန်းစားရတယ်ဒီတေးသေးလေးခန်းစားချက်တွေ ထထထထုတ်လို့မျိုးလက်ကလေးတွေတို့ဘာလို့လှုပ်ရှားတာဟိုမကြမ်းဘူးလေနော်အဲ့လိုမျိုးဟာလေးကြီးကြတော့ဒီအောက်ပိုင်းမှာပို့လို့ခံစားရတယ်ပြီးတဲ့ခါမှာတစ်ခါလေးကြရင်စီးကိတ်ကိုခေါင်းကထိုးနေတဲ့ပုံစံမျိုးအာတစ်ခါလေးကြရင်ခံစားရတယ်ကျတော့ဆိုခေါင်းကသူကအောက်ဆိုင်နေတာဟိုအဲ့လိုမျိုးနေနဲ့ကျမတို့ကလေးလေးတွေကခေါင်းကအောက်ကိုရောက်နေပြီလားဆိုတာလေသိနိုင်တယ်ပေါ့နော်ဆိုတော့ဒီချိန်မှာကလေးက size ကဘယ်လောက်ရှိနေပြီလဲဆိုလို့ရှိရင်သူကနနသီးအရွယ်စားလောက်ရှိနေပြီအာ၄ပေါင်နဲ့9အောင်စားလောက်ရှိနေပြီအရှိက17.3ပေါ့နော် inches လောက်ရှိနေပြီအ ါတကယ်လို့မှသာမိဘတယောက်နေနေဟိုဆရာဝန်ကလည်းပြောတယ်ပေါ့နော်ကလေးကကောင်းဆိုင်သေးဘူးဘာလို့ပြောရဆိုလဲစိတ်မပူပါနဲ့နော်ရန် bridge ဖြစ်နေရဆိုရန်ဖန်နေမဖြစ်ပါနဲ့ထင်ရပါသေးတယ်ဆရာဝန်ကတကယ်လို့မှလုံးဝ Harris ဖြစ်တယ်ဆိုလို့ရှိရင်တော့ဒါခွဲမွေးဖို့အကြံပေးလိမ့်မယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့ကျမတို့ကခွဲမွေးစရာမလိုပါဘူးသူကအချိန်ရပါသေးတယ်ကလေးကိုပြန်ပြီးတော့တဲ့သွားအောင်လို့လုပ်လို့ရတဲ့ exercise တွေလည်းရှိတယ်ပေါ့နော်ဟာအားကြောင့်မလို့ဒါပေမဲ့နောက်ခုကတော့ဒီအချိန်မှာပေါ့နော်ကျမတို့အဆင်ပြေရင်တော့ပေါ့နော်စီးရုံသွားဖို့အိတ်ကိုကြိုတင်ပြင်ဆင်ထားပါမယ်ဆိုဘယ်အချိန်မှာဖိုင်နာမလဲမသိဘူးဆိုတော့စီးရုံပြေးလို့ရှိ င်လိုအပ်တဲ့ပစ္စည်းတွေပါအောင်ကိုကျမတို့ hospital bag ပေါ့ကျမတို့သုံးရစာပေါ့နော်ပြန်အင်ကြီးဝက်စား toiletry ဒါတွေကိုဝက်တာလေးတွေကိုအိထဲထဲထားမယ်ပေါ့ရေမွာပောက်တာလို့နော်ဆိုလို့ရှိရင်ကျမတို့ကသွားလို့ရအောင်လို့ပစ္စည်းတွေအိုက်ချမခန့်ငင်ကကောက်ထည့်နေစရာမလိုအောင်လို့ဒီချိန်မှာလည်းပြင်ဆင်ထားလို့ရနေပြီပေါ့နော်နောက်ခုကတော့အရေးမဝတဲ့ပြဿနာကျမကျမကိုယ်တိုင်လည်းဖြစ်တယ်ခုနစီခလန်းလာသွားတဲ့အတွက်ကြောင့်မလို့အိလို့မရတာရယ်အခုကပိုက်ချရတအားလေးတဲ့ခါကျတော့လေကိုယ်ပဲဒီပဲလှည့်ရတာခတ်တယ်ပိတ်ရတာကိုတော်တော်တာမရှိဘူးခေါင်းမြေအများကြီးခံဟိုဘက်ခံလိုက်ဒီဘက်ခံလိုက်နေပြီးတဲ့အခါမှာကျမဆိုလို့ရှိရင် back sleep sleeper back sleeper ဆိုတော့ جماعه ပလက်အိတ်တဲ့လူဖြစ်တဲ့အခါကျတော့ جماعه ကအခုကိုယ်ဝင်ဆောင်လို့ရှင်ပလက်အိတ်လို့မရဘူးလေနော်ပလက်အိတ်လို့ရှင်ဒါ جماعه တို့ကကြာလာလို့ရှင်ကလေးရဲ့အလေးချိန်ကဒီ جماعه တို့ရဲ့သွေးပြန်ကြောဟိုသွားပြီးတော့ဖိမိတဲ့အခါမှာကလေးရဲ့လိုအပ်တဲ့လောက်သွေးလေပတ်မှုမရတဲ့အခါကျတော့ပြဿနာရှိနိုင်တယ်အဲဒါကြောင့်မလို့ဆရာဝန်တွေကအိတ်တဲ့အခါမှာဘယ်ဘက်ကိုပေါ့နော်ဆောင်းပြီးတော့အိတ်ခိုင်းတယ်ညာဘက်ကိုဆောင်းပြီးအိတ်တဲ့အခါမှာကျတော့အသေးရှိတယ်လေအသေးရှိတော့အသေးကိုသွားပြီးဖိမိနိုင်တယ်အကြောင်းလို့များသွားဖြစ်ဘယ်ဘက်ကိုဆောင်းပြီးတော့အိတ်ခိုင်းတယ်ဆိုတော့ جماعه တို့ကတက်နေတဲ့ညာတော့ဘယ်ဘက်ကိုဆောင်းပြီးအိတ်တဲ့ ါမဲ့တစ်ခါကြိုက်လူဆိုတော့အကျင့်ဆိုတော့တစ်ခါပြန်နိုးလာလို့ရှိရင်ပလက်ကြီးဖြစ်နေရောအော်ချက်ချင်းပြန်ဆိုပြန်လှည့်ရပြန်ရောဘယ်ဘက်ကိုပဲအများနဲ့စောင်းမိအိမ်နေတဲ့ခါကျတော့တင်မစုံတွေကနာလာတယ်ပေါ့နော်အဲ့ဆိုဒါမျိုးကြီးလည်းရှိတယ်အဲ့တော့တောတောင်တတာမရှိတော့အေးရမဝအေးရမဝလူကပြင်မဲအဲပြီးတဲ့ခါမှာမနေ့ကျတော့လည်းအလုပ်သွားတာလေအကြီးတွေကိုလည်းပြုစုဆောင်ရှားတဲ့မိဘကြီးရှိကောင်းရှိမယ်ဆိုလို့ရှိရင်ဒါတော်တော်ခက်ခဲတယ်ပေါ့နော်နားလဲပါတယ်ဆိုတော့တဲ့တဲ့မြန်က relaxation practice လေးလုပ်ပါအိတ်ပြောင်းနေတာမှအနာယူတာမျိုးအေးရပေါ့မှာအေးရပေါ့မှာမဟုတ်ရင်တော့မှပဲဟိုတို့ကလေးထိုင်တာဒါမှမဟုတ်လို့ရှိရင် ည်းเนาะအများနဲ့ထိုင်နေတဲ့လူဆိုလို့ရှိရင်ကြတော့လေကျမတို့ကလမ်းလေးသွားလျှောက်တာသွားပြီးတော့ရေလေးကူးတာမျိုးလေးတွေတို့ exercise ball လုံးဆိုတော့အဲ့ exercise ball ပေါ်မှာ bounce လုပ်တာလို့เนาะလှိမ့်တာလို့ခန္ဓာကိုယ်လှုပ်လှုပ်တာမျိုးကကျမတို့ခန္ဓာကိုယ်ကလေလှုပ်လှုပ်ရှားရှားလေးလည်းဖြစ်တယ်ဆိုတော့ညဘက်လည်းပုံပြီးတော့အိမ်ပျော်တယ်เนาะခုနကရှေ့ပိုင်းမှာပြောခဲ့သလိုပဲရေကိုလည်းတတ်နိုင်သမျှ short တောင်းမင်းညနေဘက်ကိုဆိုလို့ရှိရင်ကျမတို့ကနည်းနည်းလေးပေါ်တော့အနည်းဆုံးတော့3-4နာရီလောက်စတဲ့အိရဆိုပေါ့เนาะပြီးတော့ပြန်အိပေါ့တနာရီလောက်တစ်ခါလုံးနေရတယ်3-4နာရီလောက်စတဲ့အိလေရဆိုလို့ကနည်းနည်းအားရှိတယ်အဲ့လိုမျိုးလေးလုပ် ကြည့်ပါလို့အာနောက်တစ်ခုကဘာရှိသေးလဲဆိုတော့ဒီစီးကုန်နားတဲ့ဟာပေါ့နော်ဒါကကျွန်မလမ်းလျှောက်များတာမျိုးတွေလို့ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်မတို့ weight ကလေးရဲ့ belly ကအရင်ပဲ weight ကတက်လာတဲ့ခါမျိုးမှာကျွန်မတို့စီးကုန်ကိုလာပြီးတော့ဖိတာစီးကုန်ကိုလာပြီးတော့ဖိတဲ့ခါကျတော့ကျွန်မတို့ဘယ်လိုဖြစ်လဲဆိုတော့ဒီစီးကုန်ကနားတာပေါ့နော်ဟာမတက်ထားတာများတဲ့လူလမ်းလျှောက်တာများလို့ရှိရင်ပို့ပြီးတော့ဆိုးတယ်ဆိုတော့ကျွန်မတို့ကအဲ့ဒါအေးအိတ်အိတ်တယ်ဆိုလို့ရှိရင်တန်းများလဲပြီးတော့နေမယ်ခြေထောက်ကလေးကိုအမြင့်ကိုထောင်ထားမယ်အဲ့လိုမျိုးဆိုပို့ပြီးတော့သွေးလည်ပန်းဖို့လည်းအားကောင်းတယ် င်နောက်တစ်ခါမှအာစီကုံလေးပြန်ပြီးွားတော့တွေးတွေးပြန်လှည့်ပတ်မှုကောင်းစီတော့မဟုတ်လို့ရှင်ကြတော့ကျမတို့ကစီကုံရောင်လာတွေနာကျင်တာမျိုးတွေဒါတွေဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့တတ်နိုင်သမျှနော်မတက်တဲ့ခဏခဏရဲ့မဲစာတတ်နိုင်သမျှလေးလဲလျောင်းမိတာမျိုးခြေထောက်အပေါ်ထောင်ထားမျိုးလုံးမယ်အရင်စီကုံကရောင်ရံနေတာမျိုးတွေရှိတယ်ဆိုလို့ရှင်ရေခဲ အိတ်အုံလာမျိုးလိုလို့ရှင်ပေါ့နော်အဲ့မျိုးလေးကြီးလည်းလှုပ်ချင်တယ်လှုပ်လို့ရတယ်နောက်ခုကပါရှိအောင်လဲဆိုလို့ရှင်ရင်သားတွေတို့ဒီမိမကိုတို့နော်ဒါတွေကလေပို့ပြီးတော့ကြီးလာတာမျိုးရောင်လိုက်ပုံစံမျိုးပေါ့နော်ပြီးရင်အရောင်ကလည်းပို့ပြီးတော့ရင့်လာတာမျိုးလေးဖြစ်နေဒါတွေကအကုန်လုံးကဟော်မုန်းပြောင်းလဲနေတဲ့အကြောင်းမျိုးဖြစ်တယ်ပေါ့နော်နောက်ခုကဒီချိန်မှာဒီစီးကုံရောင်လာပြင်ခြေတော့တွေရောင်လာပေါ့ဒါတွေလည်းဖြစ်နိုင်တယ်ကလေးက size ကအရင်ကပဲကြီးလာတဲ့ခါမှကျွန်တော်သွေးကြောတွေကိုတော့ဖိရပါပေါ့နော်သွေးတွေကအရင်ပြီးတော့ဒီခြေထောက်မှာလည်းလာပြီးတော့ဖိုးဖြစ်နေတာအဲအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့် ို့လို့လေကလချီချီပွားကြီးရောင်းလာလေဖြစ်နိုင်တယ်ရှေးတော့ကိုအပေါ်ကိုထောင်ထားမယ်နည်းနည်းပို့ပြီးတော့တတ်တာလိမ့်မယ်ပေါ့နော်တတ်ရှုမွားတာအခုဆိုလဲကျမပြောနေတာကိုအာနားထောင်နေတဲ့လူတွေသိချာနားထောင်ကြည့်ရင်သိပါလိမ့်မယ်ကျမနည်းနည်းတတ်ရှုမွားဖြစ်နေပြောနေတယ်ပေါ့နော်လုံးဆက်လေးဖက်ထဲမှာပေါ့နိဆိုတဲ့အခါကျတော့အာတတ်ရှုမွားဖြစ်တာမျိုးလေးရှိတယ်အာရေဦးတော့ပုံမှန်လေးတောက်ပေးပါရေမွားအရင်နှင်းမှာဆိုလို့ပေါ့နော်တီးသွားမှာဆိုလို့ရေမတောက်အောင်ဆိုပေမဲ့လေရေဦးတော့တနေ့မှာလိုအပ်တဲ့ requirement အတိုင်း ြည့်အောင်တောက်ပြပါပေါ့နော်။ Okay အဲ့တော့33 weeks မှာ highlight clear တက်လာပါပဲ။